ခင်ကြီးသွားတဲ့သူတွေညာတစ်ထက်များလာပြီးတော့စိတ်ဝင်စားမှုမြင့်တက်နေတဲ့ခင်လေးနွယ်ရဲ့ကျွန်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Sky Sally Fish ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင်ခင်လေးနွယ်ကဗီဒီယိုဇာတ်ကားတွေတော်တော်များများမှာပါဝင်သရုပ်ဆောင်ပြီးတော့ မင်းသမီးအနေနဲ့ရက်တည်ခဲ့ရလဲဖြစ်ပါရင်ဒါပေမဲ့အခုလက်ရှိမှာတော့အမှုပညာအလုပ်တွေကိုဆွန့်လွတ်ပြီးတော့ခင်ပွန်ဖြစ်သူပိုင်ဆိုင်တဲ့ဂျုံနေမှာစီးပွားရေးလုပ်ငန်းတွေဒိုးချဲလုပ်နေတာဖြစ်ပါရင်ခင်လင်းတွေကစီးပွားရေးလုပ်ငန်းရှင်ဘောစီတတိကြီးကိုခင်ပွန်အဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါရင်ခင်ပွန်ဖြစ်သူကစီးပွားရေးလုပ်ငန်းတွေလည်းပိုင်ဆိုင်တယ်လို့ကော်တောင်မျိုးမှာဂျုံတဂျုံကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါရင်ဂျုံတဂျုံလုံးဝယ်ယူနိုင်ဖို့ဆိုတာတာမန်ချန်သာကြွယ်ဝမှုတွေနဲ့ဆိုရင်တော့မဖြစ်နိုင်ပါဘူးခင်လင်းတွေရဲ့အမျိုးသားက တနင်္သာရီတိုင်းဒေသကြီးတွေကလိုင်ကူကျွန်းကိုပိုင်တာဖြစ်ပါတယ်။ကျွန်းပိုင်ရှင်ဖြစ်တဲ့အတွက်ကျွန်းကိုအသုံးချပြီးတော့အပန်းဖြေစကန်တစ်ခုလိုလှုပ်ထားတာဖြစ်ပါတယ်။တနင်္သာရီဘက်ကကျွန်းတွေပေါ်သလိုအရင်လဲလှပါတယ်။မြမပြည်အောက်ပိုင်းကကျွန်းတွေကသဘာဝတရားတွေနဲ့လည်းထိတွေ့ကျနေသူတွေအတွက်တော့အကောင်းဆုံးလေးလာအပန်းဖြေစရာနေရာတစ်ခုဖြစ်ပါတယ်။ခလင်းတွေကမြို့ပြကြီးတွေမှာတောင်မနေတော့ဘဲနဲ့ကျွန်းမှာပဲသွားပြီးတော့နေနေတာကြာပြီဖြစ်ပါတယ်။ခလင်းတွေတို့ကသူတို့ရဲ့ကျွန်း ုံးကိုလူတွေလာပြီးတော့အပန်းဖြေခြင်းစရာကောင်းအောင်ပြင်ဆင်ထားတာဖြစ်ပါတယ်။အပန်းဖြေဖို့အခန်းတွေဆိုလဲတည်ချလုပ်ထားပေးတယ်လို့တဘာဝနဲ့အနည်းဆက်ဆုံးထိတွေ့နိုင်အောင်လဲစီစဉ်ပေးထားတာဖြစ်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့အငွေသက်တည်နဲ့ရိုးရာကြလိတွေကိုလည်းဖော်ပြထားတာဖြစ်ပါတယ်။နိုင်ငံခြားသားတွေလာမယ်ဆိုရင်တော့မြန်မာနိုင်ငံရဲ့အငွေသက်ကိုအပြေအဝခံစားနိုင်အောင်စီစဉ်ပေးထားတာလည်းဖြစ်ပါတယ်။ကျွန်းလာပြီးဆိုတာနဲ့ရှမ်းအိုးစီတွေနဲ့ချိုးဆိုပေးတာဖြစ်တယ်လို့တနက်ခါရီလည်းလိမ့်ပေးတာဖြစ် the body ဒါအပြင်ခင်လင်းတွေကမင်းသမီးဖြစ်တာနဲ့အညီသူတို့ကျုံးကိုလူတွေလာခြင်းအောင်ဗီဒီယိုတပုတ်ပြီးတပုတ်ရိုက်ပြီးတော့စွဲဆောင်လို့နေတာဖြစ်ပါတယ်အခုဆိုရင်ခင်လင်းတွေရဲ့ကြိုးစားအားထုတ်မှုတွေကအရာထင်လာပြီလို့ပြောရမှာပါသူမကျုံးကိုခီးသွားတဲ့သူတွေကညာတစ်ထက်များလာခဲ့တာဖြစ်ပါတယ်ဒါအပြင်အနုပညာရှင်တွေတော်တော်များလည်းတွားရောက်လဲပတ်နေကြတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်တုန်းကဆိုရင်မုတ်ပြပြမောင်တို့ကလည်းခင်လင်းတွေရဲ့ကျုံးလေးကိုတွားပြီးတော့လဲခဲ့ကြပါတယ်နိုင်ငံသားတွေရာအဆ ခင်လင်းနယ်တို့ရဲ့ကျွန်းမှာလာရောက်ချင်းခုပြီးတော့လဲပတ်ကြတယ်လို့သိရပါတယ်။ခင်လင်းနယ်ကတဘာဝကိုချစ်မြတ်လို့ပြီးတော့ခီးထွက်လာတာခြိုက်တဲ့သူမို့အလုံးနဲ့ဝါသနာက ထပ်တူကြလို့နေရလဲဖြစ်ပါတယ်။လေပတ်သူတယောက်ရဲ့လိုချင်တဲ့ဆန္ဒတွေနဲ့ဖြစ်ချင်တာတွေကိုသူ့ရဲ့ကျွန်းမှာကိုရိုင်းပုံဖော်နေတာဖြစ်ပါတယ်။ခင်လင်းတို့ရဲ့ခင်မုန်းဖြစ်သူဟာကျွန်းတစ်ခုတည်းကိုပိုင်ဆိုင်တာမဟုတ်ပဲပြုံးမှန်မှာလဲအပန်းဖြေစားတောက်ဆိုင်နေပါဖွင့်လက်ထားတာဖြစ်ပါတယ်။လီစုချင်းဟောဆိုပြီးတော့ဒိုင်းသားရိုးရာတွေကိုခြားပြထားတာက ခင်လင်းတွေရဲ့ပိုင်ဆိုင်မှုပါပဲခင်လင်းတွေကဓမ္မအတွက်ကိုအကောင်းဆုံးပြမဲ့ခင်မုန်းရွေးချယ်နိုင်ခဲ့တာဖြစ်ပါတယ်ငွေကြေးချမ်းသာတဲ့ခင်မုန်းကိုရထားပေမဲ့ကြွားဝါခြင်းလည်းမရှိပါဘူးပုံမှန်အတိုင်းသာဖြတ်သန်းနေထိုင်နေတဲ့ခင်လင်းတွေကိုအမျိုးသမီးတူကြီးကတော့အားကျနေရပါပြီခင်လင်းတွေကတော့အခုဆိုရင်ကျုံပိုင်ရှင်နေနဲ့ကျုံမှာပဲနေထိုင်ပြီးတော့တဘာဝတရားကြီးနဲ့အနီးကပ်ခံစားရင်းနဲ့ဖြတ်သန်းလို့နေတာဖြစ်ပါတယ်။ခီးသွားတဲ့သူတွေများသက်သက်များလာပြီးတော့စိတ်ဝင်စားမှုမြင့်တက်နေတဲ့ခလင်းတွေရဲ့ကျု ွန်းအပေါ်ရေဒါတို့ရဲ့အမြင်လေးပြပြပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်